ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Real Madrid အသင်းကဒီနွေရာသီ Transfer Window မှာ Carlo Ancelotti အထွတ် Javi Alonso ဝင်ပြီးတဲ့အချိန်မှာကစားသမားတွေတယောက်ပြီးတယောက်ခေါ်ထားတယ်ဘုံမောက်ရဲ့နောက်ခံစားသမား Dean Holson ကိုခေါ်တယ် Trent Alexander Arnold ကိုခေါ်ထားတဲ့အချိန်တဖက်မှာလည်းနောက်ထပ်ထိတ်တန့်ကစားသမားတွေကိုထပ်ပြီးအားပြည့်နေရင်းကအခုလောလောဆယ်မှာ ရီယယ်မက်ဒရစ်ကအသက်16နှစ်ပဲရှိတဲ့အာဂျင်တီးနားလူငယ်ကစားသမားလေးတွေကိုပါထပ်ပြီးခေါ်လိုက်ပါပြီ။ဆိုတော့ကလပ်ဘက်ကဒင်းဟော်ဆန်ရဲ့ဆန်တာဘက်ပိုဇီရှင်ရဲ့ right back ကထွန့်အလက်ဇန္ဒာအာလိုကိုခေါ်ထားပြီးတဲ့အချိန်မှာအခုသူတို့ခေါ်ယူလိုက်တဲ့ကစားသမားလေးပေါ့လေဒီကစားသမားလေးက Franco Mastantuno ဆိုတဲ့ခြေတိတ်လေးဖြစ်တယ်။ အာဂျင်တီးနားလူငယ်ကစားသမားဖြစ်တဲ့ဒါလက်ရှိမှာအသက်18နှစ်ပဲရှိပြီးတော့သူကအီတလီဘွားအာဂျင်တီးနားကစားသမားဖြစ်တဲ့ဒါအခု country ကတော့သူကအီတလီပဲယူယူအာဂျင်တီးနားပဲယူယူနှစ်ခုလုံးရနိုင်တယ် citizenship ရရှိထားသူဖြစ်ပြီးတော့သူရဲ့ position က attacking midfield player နဲ့ right winger position ဖြစ်တယ် Real Madrid ကအသက်18နှစ်သားပဲရှိတဲ့ Republic ရဲ့ဒီဇိုင်းမလေးကိုဒါဘယ်လိုပြောမလဲ 2032ခုနှစ်အထိ6နှစ်စာချုပ်ချုပ်ဆိုပြီးတော့အခုလက်ရှိမှာကလပ်ဖက်ကတရားဝင် ခေါ်ယူဖို့သဘောတူညီမှုရရှိသွားပါပြီ။ပြောင်းရွှေ့ခြင်းကတော့ Euro 55သန်းပါ။ Republic နဲ့သူနဲ့ချုပ်ဆိုထားတဲ့ရောချင်းငွေသဘောတူညီမှုကို Real Madrid ကပေးဖို့ဆုံးဖြတ်တဲ့အတွက်ကြောင့်ပြောင်းရွှေ့ခြင်းက Euro 55သန်းဖြစ်ပြီးတော့ဒါအခုလက်ရှိမှာတော့ Argentina လူငယ်ကစားပါဒါ Franco ဒါ Mastantuno က ရယ်မက်ဒရစ်ရဲ့ကစားသမားတစ်ဖြစ်လာပါပြီဆိုတော့6နှစ်စာချုပ်ချုပ်ဆိုမဲ့ရယ်မက်ဒရစ်ကသူ့ကိုလာမဲ့ Oakslas 14ရက်နေ့မှာဒါ Oakslas 14ရက်နေ့မှာကလပ်တင်းကို ပြောင်းရွှေ့လာမှာပါဆိုတော့ Club World Cup ပြိုင်ပွဲအပြီးယာတီသစ်စာမှာပဲပြောင်းရွှေ့မှာဖြစ်ပြီးတော့6နှစ်စာချုပ်ချုပ်ဆိုတဲ့ဒီချက်တိတ်လေးကိုဒါတော်တော်များများသောကလပ်တွေစိတ်ဝင်စားကြတယ်အထူးသဖြင့် Paris Saint-Germain ရဲ့ Manchester City နဲ့ Premier League ကလပ်တွေအားလုံးလိုက်နေပြီးတော့မှာ ရဲမတွေ့ကသူ့ကိုရအောင်ခေါ်လိုက်တယ်ဆိုတော့သူ့ရဲ့ current market ပေါက်ခြေကအသက်16နှစ်ပဲရှိပေမဲ့ potential အရင်သွေးရှိတဲ့ကစားမားလေးဖြစ်တဲ့အတွက်ကြောင့်ဒီကစားမားကိုလက်ရှိမှာဒါတန်း30 ठी transfer market မှာ rate လောက်ထားတယ်ဆိုတော့ဘာဖြစ်ဖြစ်သူကတန်း30ဆိုတဲ့အမောင်းကတော်တော်လေးကောင်းလို့ပြီးခဲ့တဲ့ရာသီ Republic အတွက်2019ပွဲမှာ ခုနကူအတွင်းလေးကိုဖန်တီးထားပြီးတော့ကိန်းကနရမဆိုးဘူးဆိုတဲ့အစင်ထက်ပိုးတယ်ဆိုတော့အသက်က18နှစ်ပဲရှိတယ်ဆိုတော့ဒီနေရာမှာရယ်မက်ဒရစ်အသင်းကအခုလက်ရှိမှာနီကိုဖတ်စ်ကိုသူတို့ခေါ်မယ်လို့သတင်းတက်ပြီးမှဒါသူတို့အခုလောလောဆယ်မှာမသေးချောင်းဘာလို့ဒီချာတိတ်တွေကိုသူတို့ခေါ်လိုက်တဲ့အတွက်နီကိုဖတ်စ်ကကိုမူမှာဆက်ရှိမှာရှိလို့ဒါမှမဟုတ်ရှင်တခြားအသင်းဒီသားမကိုဂျူမေမက်ဒရစ်ကအချိန်မြွေးဘိုင်ဘယ်အော်ပရှင်ရှိတယ် အဲ့ဒီနေရာမှာ Real Madrid အသင်းက Florian Vaz ကိုလည်းမခေါ်တဲ့အတွက်ကြောင့်အခုဒီ chart လေးကိုခေါ်လိုက်တယ်ဒီနေရာမှာ Madrid ကထွက်သွားနိုင်မဲ့သူတွေမှာအခုလောလောဆယ်မှာ package order မပါတော့တဲ့ Rodrigo ပဲဖြစ်တယ်ဆိုတော့နီးပြ Javi Alonso ကအရင်တည်းက Arda Güler ကိုသဘောကျတယ် ဆိုအဲ့အတွက်ကြောင့်လီဗာကူဆင်တို့အချင်းချင်းကြိုးစားတဲ့အတွက်ရယ်မက်ဒရစ်တိုက်စစ်မှာရူဒရီဂိုထရက်အာတာဂလာကရန်ပူမြင့်နိုင်ပြီးတော့အခုခေါ်လိုက်တဲ့ကစားပါလေးပေါ့လေဖရန်ကိုဒါမက်စတန်တူနိုကလည်းဒါလက်ရှိမှာရူဒရီဂိုထက်ချော်ပြီးတော့နေရာရနိုင်တယ်ဆိုတော့ဂျူပါလင်ဂန်ဗီနီရှားအမ်ဘပ်ပေတို့နောက်ကိုရောက်နေပြီးတော့မှထပ်ပြီးတော့နေရာပျောက်လာဖို့ရှိတဲ့အတွက်မက်ဒရစ်ကရူဒရီဂိုကိုရောင်းထုတ်ပါပါအသက်24နှစ်အရွယ်ရှိတဲ့ရူဒရီဂိုကိုရယ်မက်ဒရစ်က လာမယ့်ရပိုင်တွင်မှာသူတို့နီးပြားနဲ့ကစားကစားမှတွေးဆုံမှုရှိတယ်။ဒါအခုလောလောဆယ်မှာတွေးဆုံဆွေးနွေးပြီးတာနဲ့ဒါရိုဒရီဂိုကိုရယ်မက်ဒရစ်ကရောင်းချသွားမှာဖြစ်ပြီးတော့ပြောင်းရွှေ့ချေတန်း80လောက်ထိတတ်မှတ်ထားပြီးတော့ဒါကကုနာကစားမကိုခေါ်တဲ့ပြောင်းရွှေ့ချေရဲ့ထောက်ဝက်ကျော်ထောက်ဝက် နှစ်ဆနီပါလောက်သူတို့ရဖို့မျှော်လင့်ထားတယ်ရယ်မက်ဒရစ်နေတဲ့အခုလောလောဆယ်မှာရိုဒရီဂိုကိုရောင်းဖို့အတွက်ပြင်ဆင်ထားတယ်ဒီနေရာဒီမှာရယ်မက်ဒရစ်ရဲ့ transfer market မှာအသင်းကနေထွက်ခွာသွားတဲ့ကစားသမားတွေရှိတဲ့အထက်မှာဒါအခုလောလောဆယ်နေထားရတော့ club ဘက်ကနောက်ခံလူ value ဆိုစစ် shortly ထွက်ပြီး luka modric က club world cup ပြီးမှထွက်ပြီးပြီးတော့မှ lucas vasquez ထွက်တဲ့အချိန်မှာ လပ်ဖက်ကတော့အခုလောလောဆယ်မှာဒါအာဂျင်တီးနားလူငယ်စားပေါကိုခေါ်ယူပြီးရိုဒရီဂိုကိုရောင်းချဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ပါလေဒီနေရာမှာဘရာဟင်တီးယက်ရဲ့အနာဂတ်လည်းမသေးချဘူးဘရာဟင်ကလည်းကိုလောလုံးတွေကရောင်းမယ်စင်းတဲ့ပါလာနိုင်ဖို့ရှိလို့ဘရာဟင်လည်းရီမက်ဒရီအောက်ကနေထွက်ခွာဖွယ်ရှိလို့နောက်ဒါရီမက်ဒရီကအခုအေဗာရိုဖနန်ဒက်စ်ကိုပါသူတို့ခေါ်ယူထားတဲ့အတွက်လက်ရှိမှာဒါဖရန်ကာစီယာနဲ့ ဒါဒီဒီအီဖလော်ရန်မန်ဒီဘောလေဖလော်ရန်မန်ဒီတို့နှစ်ယောက်တည်းကတယောက်လည်းထွက်သွားနိုင်မရှိတယ်သူတို့လက်ဖက်တယောက်ထွက်မယ်ဒါပြီးတော့ဘာခုနပြောတဲ့ခြေကကစားမတယောက်ပြီးတော့ထွက်နိုင်ပြီးတော့မဒရစ်ကအခုလက်ရှိမှာအေဗရိုဖနန်ဒက်စ်ရဲ့ထရန်အလစ်ဇနာအာလိုရဲ့ဒင်းဟောစင်ရဲ့ဖရန်ကိုမတ်စတူနိုဆိုတဲ့ချက်တိတ်လေးရဲ့၄ယောက်ကိုလူငယ်သွေးသစ်လောင်းပြီးတော့ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်